မင်္ဂလာပါရှင် Cookie House ကအင်ရှမပါဒီနေ့တော့အင်ရှမရဲ့အမေနဲ့အတူဝက်ပေါင်သားချက်ပဲစီစုပုတ်ချက်တရတိ၃နဲ့၆ခင်တူတူချက်ကြည့်ကြမယ်နော်ပဲစီနဲ့အရင်စချက်ပါမယ်ရှင်။ပဲစီစုပုံနှက်ဖို့အတွက်ပဲစီတွေကိုတ냐ချိုပြီးရေစိမ်းထားရပါမယ်။ဒါကတော့ပဲစီတွေကိုအခွန်ထုတ်ပြီးပြုတ်ထားတာပါရှင်။ဒီပူထဲမှာချက်သွန်ဖြူချက်သွန်နေဆန်ရွှဲမုန့်ထည့်ပြီးစီတက်ပါမယ်။ ုတ်ထားတဲ့ပဲကြီးလေးကိုဖြည်းဖြည်းချင်းချင်းထည့်ပါမယ်ရှင်။ပဲကြီးထည့်နေတဲ့အချိန်မှာမီးကို short ထားပေးပါ။ပဲကြီးကအိုးကတ်တက်တာကြောင့်ပါရှင်။ချက်နေစဉ်အချိန်အတွင်းမှာလည်းမကြာခဏမှွေပေးရပါတယ်။ အနေငယ်ထဲပါမယ်။ပင်ရှင်မရဲ့အမေကတော့ပဲကြီးချက်တဲ့နေရာမှာသူကငန်းပြရင်မထည့်ပါဘူးရှင်။အချို့မို့ကြရင်ထည့်နိုင်ပါတယ်။ကျမတို့အိမ်မှာတော့ပဲကြီးကအချို့တက်ပါပြီးသားမို့လို့ဒီဒီစင်အချို့မို့မထည့်ပါဘူးရှင်။ပဲကြီးဟင်းပပတ်ဆိုတဲ့အချိန်မှာနှွာပြီးတော့ရေဆေးထားတဲ့စုဖို့ရက်ကိုထည့်ပါမယ်။ စူပုတ်ရက်ထက်ပြီး9မိနစ်လောက်ဆက်တယ်ပြီးရင်ဘဲကြီးဟင်းလေးရပါပြီရှင်။ဘဲကြီးကငကိုလေးကနူအောင်ပြုတ်ပြီးသားမို့လို့အကြာကြီးမတည်ပါဘူးရှင်။ချက်နီလေးကတော့ကျမအမေရဲ့ရိုးရှင်းပြီးတော့လွယ်ကူတဲ့ချက်နီလေးဖြစ်ပါတယ်။လိုက်ချက်စားကြည့်ကြပါဦးနော်။ ဝက်ပေါင်သားလေးတွေကိုပေါင်းပြီးတော့ချက်ပါမယ်ဝက်ပေါင်သားတွေကိုအတုံးသေးလေးတုံးပြီးတော့ချက်မှတ်ဦးထဲမှာပဲစားအချုံမုံပဲငံပြားရည်နဲ့နယ်ပါမယ်ရှင်ဒီနေရာမှာတကြားထည့်နေလို့လည်းရပါတယ်ကျမကတော့ခဏနဲ့စီတက်ပြီးချက်မှတ်ဖြစ်တဲ့အတွက်တကြားမထည့်ပါဘူးရှင်ဝက်သားချက်တဲ့နေရာမှာအရှောင်လှလှလေးလို့ချင်းတခုတတိပြုရမှာကဝက်သားနေတဲ့အခါဆနွေးမုံမထည့်မိဘူးပါပဲရှင်ဝက်သားနဲ့ဆနွေးမုံနဲ့နေလိုက်တဲ့အခါအရှောင်မလှဖြစ်တတ်ပါတယ် ဝတ်ပောင်သားရဲကိုအရာကလေးတွေစိတ်ဝင်သွားအောင်တေချာနဲ့နဲ့ဆက်ဆက်နေပြီးရဲ့အခါမှာ15မိနစ်လောက်နှက်ထားပါမယ်ရှင်။ အတန်းခတ်ထားတာအချိန်ပြည့်သွားတဲ့အခါဝက်သားမြုပ်ရုံရေချဲ့ပြီးတော့ pressure cooker နဲ့15မိနစ်ပေါင်းပါရရှင်။ pressure cooker ရဲ့အသားနှက်တဲ့မုန့်အရာ45မိနစ်ပြထားပေမဲ့ကျွန်မ15မိနစ်ဖြည့်ပဲပေါင်းပြီးတော့ပလက်ဖြုတ်လိုက်ပါတယ်။ 15မိနစ်ပြည့်ရခါအသားလေးလည်းအတော်အသင့်နူရေခမ်းပြီးတော့စီလဲထွက်နေပါပြီရှင်။အိုးရဲကိုစီအနှဲငယ်ထည့်ပြီးတော့စီပူလာတဲ့အခါမှာထညက်နဲ့စီတတ်ပါတယ်။ညက်တွေအရေးပြောလာတဲ့အခါ ိုးတဲကိုပေါင်းထားတဲ့ဝက်သားတွေထည့်ပြီးတော့အရှောင်တက်လာသည့်အထိနှုံးပေးပါမယ် တိုင်းခြားတဲ့ဝက်သားရောင်ရလာတဲ့အခါမှာပပလီထားတဲ့ချက်သွင်းကြီးထည့်ပြီးတော့ချက်သွင်းအနက်နေမှွေးလာသည့်အချိန်မှွေးပေးပါမယ်။ ဆက်သူနေနွမ်းပြီးတော့အနက်မွေးလာတဲ့အခါရေအနှဲငယ်ထည့်ပါမယ်။ဝက်သားနှစ်တရားအရသာထည့်ပြီးသားမို့လို့ဟင်းချက်တဲ့အချိန်မှာအရသာထပ်မထည့်တော့ပါဘူးရှင်။အဖုံးအုပ်ပြီး15မိနစ်လောက်တည်ထားပေးပါမယ်။ နစ်လောက်တည်ပြီးချက်သူနေလဲနူးတဲ့အခါဝတ်သားအစားဖို့အဆင်သင့်ဖြစ်ပါပြီရှင်။ဒီနည်းနဲ့ကချက်ရတာရိုးရှင်းလွယ်ကူပြီးစားရတာလည်းအသာအီအီလေးနဲ့အရသာရှိတာကြောင့်လိုက်ပြီးတော့ဆန်းချက်ကြည့်ကြပါဦးနော်။ငါချောက်ခင်ပါမယ်ရှင် ထမဦးဆုံးငချောက်တေကိုရေစေးအရသာနေပြီးရဲ့အခါ air fryer ထဲကိုထည့်ပြီးတော့180ဒီဂရီနဲ့15မိနစ်လောက်ကင်ပါတယ်။ဆယ်မိနစ်တခါ5မိနစ်တခါခွဲကင်ပါတယ်ရှင်။ဒါတော့15မိနစ်ကင်ပြီးတော့ရလာတဲ့ရလက်ပါငချောက်သားရဲရဲလေးနဲ့ချွတ်ချွတ်လေးနဲ့အလွန်စားလို့ကောင်းပါတယ်။ ရတီးတုတ်ပါမယ်ရှင်ပထမအဦးဆုံးတရတီးကိုအရှက်လိုက်လေးရှက်ပြီးတော့ပပချင်းစီလေးပါမယ် ပလီထားတဲ့ချက်သွန်ထဲပါမယ်ရှင်ပဲကြီးချက်တုံးကနှစ်ဆုံးသုံးဆုံးခွဲပြီးတော့ခြံထားတဲ့ပဲကြီးပြုတ်ထဲပါမယ်။စားထဲပါမယ်ရှင်။ မြုပ်တိမုံများများလေးထည့်ပါမယ်ငါပြည့်တဲ့စုံကိုဖောက်ပြီးတော့ထည့်ပါမယ်ရှင် ခဲ့ထားတဲ့အစာပလာတွေနဲ့တရက်တီးကိုနှံ့အောင်နေပါမယ် ိတ်ထားတဲ့ပစွန်ချောင်းပုံကိုညံ့ညလေးထည့်ပါမယ်။စီစိမ့်ဆဲပါမယ်ရှင်။ဒီတော့မှာအချုံမုံထည့်စင်ထည့်လို့ရပါတယ်။ကျမတို့ကပဲရှိနှစ်ရဲ့အချုံနဲ့ပစွန်ချောင်းပုံရဲ့အချုံကိုယူချင်တာကြောင့်အချုံမုံမထည့်ခဲ့ပါဘူးရှင်။နောက်တစ်ချိန်ထပ်ပြီးနေပြီးသွားတဲ့အခါမှာတော့အရသာရှိတဲ့တည့်တည့်တုပ်စားလို့ရပါပြီရှင်။ထမင်းစားပြီးတဲ့အခါ ဒီနိုင်ငံတိုင်းမလိုင်ကဲနဲ့ကရီကရာအချို့တဲခဲ့ပါတယ်ရှင်။ချက်ပြစီစဉ်နေရင်ဒို့မဟုတ်ပေးစင်တဲ့အကြံဉာဏ်များရှိရင် comment မှာပြောသွားပေးလို့ရပါတယ်ရှင်။အဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာလည်းပြန်တွေ့ကြမှာမို့ Cooking House ကို like and subscribe လုပ်ပြီးကြားကြပါဦးရှင်။